ဒီ YouTube channel လေးကပြန်လဲကြိုးစားပါရအောင်เนาะနေပါလေပြောချင်လဲဆိုတော့ဟိုပါကြောက်တရားတော်ကြီးပြရပါเนาะမပွင့်ကျွန်တော်မပြောရလဲနည်းကြပါပြီပေါ့เนาะအဲရတရားဘက်ဒီမလဲနိုင်တော့ပါเนาะကြတော့ကျွန်တော်ဟိုလူဘွားတစ်ခုရောက်လာလို့ရှိရင်ခက်ခဲတွေအကြက်တဲတွေเนาะကောင်းတာတွေစိုးတာတွေတရားရာတွေ ပျက်စီးတာတွေနော်ကျတော့မွေးဖွားခြင်းတွေတည်ဆုံးခြင်းတွေအများကြီးအများကြီးကြုံရမှာပေါ့နော်ကြုံရတဲ့အလျက်ဟိုတယ်အလျက်ဒီမှာကျွန်တော်တို့တချို့တွေလည်းပြောပါတယ်နော်ကျတော့ဖန်ပလာတဲ့ဟိုပရမသုံးတဲတွေထဲမှာကြောက်ခဲမှုံလေးထဲမှာကြောက်ခဲကြီးတွေထဲမှာဆိုရင်ကြောက်ခဲကြီးတွေဘာထဲလို့မလဲကြောက်ခဲကြီးတွေအရင်ထဲမှာပြီးလို့ချင်းကြောက်ခဲအလက်လေးတွေထဲမှာအသေးလေးတွေထဲမှာတဖြည်းဖြည်းထဲနောက်ဆုံးတဲထဲမှာဆိုရင်သူ့အောင်နဲ့သူ တော်တော်များထည့်လို့ရတယ်သဘောပေါက်တယ်သဘောပေါက်မှတော့ထင်တော့မျက်လုံးထဲမှာပထမအောင်ဆုံးဘဝမှာတိတိမွားမွားရင်ထည့်လိုက်ပထမအောင်တဲထည့်လိုက်တဲထည့်ပြီးရင်ကြောက်ခဲမှုံလေးထည့်လိုက်နော်ကြောက်ခဲအလက်တွေထည့်လိုက်အကြီးကြရင်ထည့်မရတော့နော်အဲ့တော့ကြောက်ခဲအကြီးကြီးအရင်ထည့်ထည့်ပြီးရင်ကြောက်ခဲအလက်တွေထည့်အလက်တွေထည့်ပြီးရင်ကြောက်ခဲအသေးတွေထည့်အသေးတွေကြောက်ဖုံတွေထည့်ထည့်ပြီးရင်တဲတပါထည့်လို့ရတယ်အဲ့ကျွန်တော်ကအိမ်မှာဒီကလေးကြအေးမပါတဲ့အရာတွေပေါ့နော် ဟိုအမိုက်ပေါ့နော်အမိုက်ဒီကျွန်တော်အုံနောက်ထဲမှာပြည့်နေမယ်ဆိုစဉ်းစားနေမယ်တွေးခေါ်နေမယ်ပါဆိုလို့ချင်းကျွန်တော်ကကောင်းမွန်တဲ့အရာတွေထပ်ဖြည့်လို့မရပဲဖြစ်နေတယ်နော်ထပ်ဖြည့်လို့မရတော့ဖြစ်နေတယ်အဲကျွန်တော်အရေးကြီးတာတွေပဲတွေးကျွန်တော်အများအားဖြင့် KC ဖြတ်တန်းနေရတာကြီးတနေ့တနေ့ကျွန်တော်ကုသိုလ်ရဲ့ပညာရေးငွေကြီးရဲ့အဲ့ဒါပဲချိန်တယ်နော်ကျွန်တော်ကုသိုလ်ရဲ့ပညာရေးငွေကြီးရဲ့ကျွန်တော်ကုသိုလ်ဘာရောက်အောင်လုပ်နိုင်မလို့ကျွန်တော်ငွေကြီးပေါ့နော်ဖြူဖြူစင်စင်ပြောတာနော်ဖြူဖြူစင်စင်တွေးတယ်နောက်ပြီးရင်နော်ပညာကျွန်တော်ဘာရရမလို့ဘာရပြီးမလို့ကျွန်တော်လည်းလ ీల ာနေရတာပဲ ညာရေးတွေနဲ့ပတ်သက်ပြီးကျွန်တော်လည်းလေ့လာနေရတာပဲနော်လေ့လာနေရမှာမလေ့လာလို့မရဘူးနော်ပညာဆိုတာအများကြီးရှိရကျွန်တော်အများတော်ပြောပြီးလောက်စလုံးလုံးတာတော့မှပညာခမရအများကြီးပညာရက်တည်းကခမရရက်တောက်တာလဲတချို့ရက်တောက်တတ်တဲ့လူချင်မတောက်တတ်တဲ့လူချင်မတောက်တတ်တဲ့လူကခွေးမှုမှုတာပေါ့ဗျာတောက်တတ်တဲ့လူကြတော့အိမ်နေပြည့်ဘူးဒါကြီးအများကြီးပါနော်ဒါမကောင်းတဲ့အောက်တော့မှကျွန်တော်ခွေးချမ်းပြရတယ်ဆိုခမရမြင်တာအောင်လို့ပါနော်ကြတော့နည်းလေးတွေးကြပါဗျာနည်းလေးတွေးကြပါ เนาะတော့မတွေးနိုင်ဘူးဆိုပါအဖြစ်မဟုတ်ဆိုကျွန်တော်တို့ရာအမှားတွေဖြစ်မှာပေါ့เนาะဒါအချင်းချင်းလေးပဲကြတော့ဟိုကိုကခေါင်းထဲမှာအမိုက်တီတီဟိုเนาะအဆင်မပြေတာကြီးထည့်လေအဆင်ပြေတာကြီးထပ်ဝင်လာဖို့เนาะနောက်တော့စိတ်ကူးစိတ်ဓာတ်အတ္တတွေဘာတွေမွေးဖွားလာဖို့မရှိတော့ပဲနေပါเนาะအခုဆိုလို့ရင်ကျွန်တော်အားဆဲသူမယိုင်းပြုနေကြောခံစားဘူးပြတာပေါ်လည်းလုံးရမခံတော့ကြည့်လိုက်တယ်မြင်တယ်ပြီးပြီဖက်ခနဲ့ကြော်လိုက်တယ်ကိုအစင်ပြေတဲ့အားဆိုကွန်မန်းဆိုကြော်လိုက်တယ်ပြုတ်လိုက်တယ်နော်ဟို ျွန်တော်လည်းစိတ်အမြဲတမ်းပြင်ဆင်နေတော့ကျွန်တော်အမြဲတမ်းပြောပြရတယ်နော်ကျွန်တော်ညာရီကန်ဒီဆိုနဖို့လက်တဲ့ငါဘာကြီးပြောတာမှတော့ငါဘာကြီးလို့တာမှတော့ငါဘာကြီးပြင်ဆင်တဲ့တော့ငါဘာကြီးတွေးတဲ့တော့ပြုတ်ရရတယ်နော်နောက်တစ်ခုကျွန်တော်ပြောချင်တာနော်ဟိုကေစီကမြန်မာနိုင်ငံမှာတစ္ဆာမပေါ့ဘူးနော်မြန်မာနိုင်ငံမှာတစ္ဆာမပေါ့ဘူးဂျန်တဲ့လူတွေပေါ့တစ္ဆာဖောက်ရှင်ဖောက်လိမ့်မယ်မြန်မာနိုင်ငံမှာတစ္ဆာပေါ့ဘူးနော်ကျွန်တော်ပြောပြမယ်အဲတော့ကတော့ဗီဒက်ဆက်ကံပေါ့နော်ဗီဒက်ဆက်ကံမှာ ထူးချွန်တယ်မထူးချွန်တယ်ကိုခင်ဗျားသုံးပြန်တော့ကျွန်တော်ရှိမှကူခင်ဗျားပြသူပြလို့ရဂျပန်နိုင်ငံကနေကျွန်တော်ကိုဟိုဒီရပေါ့နော်စကောလာရှစ်ရကျွန်တော်ဂျပန်နိုင်ငံကနေညတော့ကန်နေကြမှာဘာစိတ်ကူးတွေပေါ့ပြီးကိုကိုလည်းအဲ့တော့အရှင်တွေကိုပြန်တွေးကြည့်ရင်ကိုစောက်ခွက်ကိုလက်ပြီးနဲ့ထိုးရင်တော့နော်အဲ့တော့ပညာတော်သင်ရတယ်ရတော့၁၀ရောက်ထဲမှာကျွန်တော်ပါတယ်ပါတော့ဘာစိတ်ကူးတွေပေါ့တော့စောက်ယူထားတော့ သွားလိုက်ဘူးเนาะဘီတက်စက္ကန့်မှာကျွန်တော်ဘီတက်စက္ကန့်ဆိုတချို့မွေးတော့မမွေးသေးဘူးเนาะကျွန်တော်ဘီတက်စက္ကန့်ဆိုဘာလို့လဲကျွန်တော်အင်ဂျင်နီယာကြောင်းမတက်ဘဲနဲ့အင်ဂျင်နီယာလုံးသက်တင်ဆက်ချောင်းနဲ့เนาะဒီဘက်ကကြောင်းတက်တာเนาะခုနနှစ်ရှင်းနှစ်ထည့်ပေါင်းလိုက်လို့ချင်းအစိတ်နီးပါးမှာတက်တန်းချင်းเนาะအကြတော့ချိုးဟာချိုးဟာညီမတို့မြင်တာဖို့ပြောတာပါเนาะဟိုကျွန်တော်ကနိုင်ငံမဟုတ်တစ္ဆာမဖောက်ဘူးလို့ပြောကြတယ်။ကြံတဲ့လူတွေပေါ်တစ္ဆာဖောက်ချင်ပါလိမ့်မယ်။ဘာလို့လူပုံကိုယ်တွေဆိုအများအားပြောင်းလဲနိုင်တယ်။ကျွန်တော်တို့ကမယုံကြည်ဘူးလို့ပြောကြည်ရ ကြတော့ကြော်ခင်းလို့ပဲနော်မယုံဘူးမယုံဘူးမယုံဘူးဆိုတာလေနော်နော်ငါရမွေးရပါအာနေချက်ဆိုသလိုပဲနော်ခင်ဗျာကျွန်တော်တို့ကအဲ့အဲ့ဒါဒါမြင်သားမယ်ဟာ KCR မြန်မာနိုင်ငံမှာတက်စာမှာပါဘူးအဲ့ဒါခုတော့အာမခံနိုင်တယ်ဂျန်တဲ့လူတွေပေါ့ကျွန်တော်မသိစိတ်ဝင်တော့နော်ဘယ်သူမှ ျွန်တော်အများအားပြောတယ်ဘယ်သူမှ100%ကောင်းတဲ့လူမရှိဘူးအဲ့ဒါကြီးကိုကျွန်တော်ကယုံကြည်ပြီးတော့မျက်လုံးသွင်းမိုက်ပြီးယုံကြည်နေအောင်စောက်ယူလဲမဟုတ်စောက်ပေါ်လဲမဟုတ်နော်ဌာနဆိုင်ရာအဖွဲ့အစည်းတစ်ခုမှလည်းကောင်းတဲ့လူကြီးတက်ရင်ကောင်းမယ်မကောင်းတဲ့လူကြီးတက်ရင်မကောင်းဘူးအထာနာဆိုင်ကောင်းတဲ့လူကြီးတက်တယ်အထာနာဆိုင်ကောင်းမှာပဲဘောပေါလာမသိဘူးအကြောင်းမလို့ကျွန်တော်ကနော် ကျွန်တော်ခေါင်းထဲမှာကျွန်တော်တို့ရေလူဘွားမှာတနေ့တာတနေ့တာမှာရှင်းလင်းအမိုက်တွေရှင်းလင်းမဖြစ်နိုင်တာတွေကအသွားပြီးတော့ငါ VK ကြီးဖြစ်နေငါအီလိုမတ်ကြီးဖြစ်နေငါဘီဇော်ကြီးဖြစ်နေစောက်ယူထားနေကိုဖြစ်နေတာပါတော့မြန်မာနိုင်ငံဟုတ်ပြီဥသောသောသွားမှန်းနေနဲ့ဥတီသာသွားမှန်းနေနဲ့နော်ကျတော့မဖြစ်နိုင်ဖြစ်နိုင်တဲ့ level ပဲကွာနော်ဘာလို့ဆိုခမောင်းမြင်လိုက်ဒီမှာစောက်ယူစောက်ဘောတွေလူပိုင်းလူလူကောင်းနေရဟာခမောင်းဆရာကြီးဖြစ်နေအသွားအမ်းကြမ်းနေခမောင်း တော့အားမကျနဲ့မဟုတ်ကျွန်တော်မြင်တော့ပြောတာကုသိုလ်ရဲ့ပညာငွေရဲ့ဒါကုသိုလ်ဘယ်လိုရောက်ငွေငွေရကိုရတဲ့ငွေရဖြူဖြူသင်းသင်းမျိုးလို့လေခမရနော်ပညာဘာကိုပညာဘာပြီးနိုင်မို့ကိုပညာဘာရဲ့ရအောင်ယူမို့ဒါပဲစဉ်းစားကြတာတော့ကျွန်တော်ပြောသဘောပေါက်မှာတော့နော်အကြောတော့ဘာကြောင့်ဆရာတော်ကြီးရဲ့ခေါင်းထဲမှာအမိုက်တိမထည့်တာပဲနဲ့ကြီးကြီးလင်းတရားရင်နာဖို့နော်တစ်ချက်9000ကြီးတယ်ဗောနော် ခေါင်းထဲမှာအမိုက်တွေထည့်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှင်ခေါင်းအေးအေးမထားနိုင်တော့ကျောခေါင်းအေးအေးဆိုလို့ရေဆွတ်တာမျိုးမလုံးလိမ့်နဲ့နော်အေးပတ်တော့မယ်ခေါင်းအေးအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထည့်နဲ့မြူနစ်စပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တံမိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အဲ့လိုဆိုရင်အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ် အဲ့ဒါလေးမထက်နဲ့ဝုန်းကိုတော့ချောင်းချောင်းထားခြေတော့ကိုတော့နှွေးနှွေးလေးထားလို့ပြောချတယ်ပေါ့နော်ခြေတော့နှွေးနှွေးခေါင်းအေးအေးဝုန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါခြေဘတ်တွတ်တဲ့ခြင်းအကြောင်းနေပဲကျမ်းမာပြီးတော့ခြေဘတ်တွတ်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာစာရင်တော့ဆိုတာဆင်ញင်သုံးသက်တတ်ရမယ် ကိုအခြေအနေကိုကိုဆင်ញင်သုံးသက်တယ်။ငါလှုပ်နေတာဘာတွေနဲ့အချိန်ကုန်နေသလဲ။ငါဘာလှုပ်တဲ့သလဲဆိုတာကိုအမြဲတမ်းဆင်ញင်သုံးသက်ရမယ်။ဒီတဲ့ဆင်မြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရမယ်။ဆင်ញင်တဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်။တွေ့တောင်မှုတွေကိုရှင်းချလို့ရတာ။ဒုရီယာတွေ့တောင်မှုဆွဲမဲ့မှုတွေပေါ်မှာ တွေ့တမှုဆွမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချံလုံမိသွားတတ်တယ်ပေါ့မကောင်းတာတွေလုံမိသွားတယ်လုံမိသွားလို့ဆိုးကျိုးတွေနဲ့တွေ့တတ်တယ်ဒါကြောင့်မို့တွေ့တမှုကိုရှင်းချဖို့ရတဲ့အရာခက်သိဟမမြဲဘူးဆိုတဲ့အနိစ္စတင်ညာသာဝရပြောင်းလဲနေတဲ့အရာတွေပဲလို့စဉ်ရင်သုံးသပ်နိုင်ရမယ်လို့သူဆိုတယ်အဲ့ဒါလို့မဟုတ်လို့ရှိရင် ကိုယ်စိတ်တွေအာယုန်တစ်ခုတည်းမှာဆူဆီးလို့မရဘူးတမာတိမရှိလို့စိတ်တွေဟာလွဲ့ပြန်နေတဲ့တည်ငြိမ်မှုမရဘူးဆိုရင်တမာတိချင်းစင်နေတဲ့ကိုယ်စိတ်လေးကိုငြိမ်အောင်အာယုန်တစ်ခုတည်းမှာဆူဆိုင်လို့ရအောင်လို့ကိုယ်ပါလုံနေတယ်လေအဲ့ဒီပါလုံနေတယ်လဲဆိုတဲ့အချက်ပေါ်မှာကိုယ်စိတ်လေးတည်ငြိမ်အောင်ထားနိုင်ဖို့ကြိုးစားအဲ့ဒီနှစ်ခုကိုဇာယီနောလို့ပြောတာကမ္ဘာအထုတ်ပြီဆိုလို့ရှိရင်အဲ့တော့ တမထကျင့်တယ်ကိုလည်းဇာယိနောဝိပဿနာတရားအထုတ်တာလည်းဇာယိနောပဲတဘာဝကိုအတိမံဆင်ញင်သုံးသက်တယ်အဲ့ဒါတမာရီနဲ့ပညာတိုးတက်အောင်ကြိုးစားခြင်းအကြတော့ဒါဒါကိုထဲမိနေတဲ့အရာဖြစ်မှာနော်ကျွန်တော်ပြောတာခင်ဗျားတို့မှာအစိုးရအစိုးရပဲထဲနေမှာငါတို့ကတော့အချင်းဆုံးပြောတာခိုးနေမယ်ဝက်နေမယ်တတ်နေမယ်ဖြတ်နေမယ်သူများသားမိစော်ကားခြင်းနေတဲ့ရက်တီသားပဲတောက်သွားမယ်ဒါမျိုးတွေလည်းကောင်းနေမှာ အမြဲတစီအမြဲတစီဖြစ်နေဆိုခင်ဗျားတို့အဆိုးဆိုးပဲပဲရောက်လာမှာကျွန်တော်ပြောတာဘောပါမလားမသိဘူးကိုယ်စိတ်ထဲမှာမကောင်းမှုတွေပဲဖြစ်နေတယ်နော်အဖင်မပြီးတာတွေမကြည်ကွဲတဲ့အနေအထားကြီးဒါပဲဖြစ်နေမှာဆိုခင်ဗျားတို့ပဲအဲ့ဒီရဲ့အကျိုးဆက်တွေပဲထပ်လာနေမှာနော်ကောင်းတာဘာညာအထပ်ဖြေလို့မရတော့ရှန်ကြနေတယ်လို့ပဲပြောပါလိမ့်နော်ကျတော့ပြည်နေတဲ့အိုးရထပ်ဖြေနေဖိတ်ကြရရှိမှလေအဲ့ရေကဝင်မှာမဟုတ်ဘူးလေကျွန်တော်ပြောတဲ့ဘောပေါ်လာကိုကဟိုတဲ့ကဒီကရှင်းလင်းထားမှအကြည့်တက်ပဲပြည့်ပြည့် နော်ဒီဟာဝင်လာဖို့အတွက်မဒီမကောင်းတဲ့စိတ်တွေကိုရှင်းထုတ်ရှင်းထုတ်ရမယ်ကနော်အဒါကြတော့ခင်ဗျားတို့ဟိုတရားသဘောကြီးလည်းပါလာပြီပေါ့ဆိုတော့ဒါမဲ့ကိုယ်စိတ်အေးချမ်းအောင်တော့အရင်လုံးတင်တာပေါ့နော်ကိုယ်စိတ်ကပူလောင်နေမှတော့ဘာမှလုံးလို့ရမှာမဟုတ်ဘူးကျွန်တော်ကျွန်တော်အများတန်းပြောတယ်ဘယ်ရာပဲဖြစ်လက်ခံလိုက်ကောင်းရဲဖြစ်အဆိုးပဲဖြစ်ကျွန်တော်တို့ကပထမဆုံးလက်ခံလိုက်တယ်ကိုယ်ကိုယ်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ဟာကိုအရင်လက်ခံလိုက်တယ်လက်ခံလိုက်ရင်ကျွန်တော်တို့ကတဝက်အေးချမ်းသွားတယ်နော်ဒါကေတီသွားနေတိုက်ပဲဘာဖြစ်တော့ငါစောက်သုံးကြောက်ပြီးပြီအဲ့မမရပြောမယ်ကျွန်တော် အဲ့ ARV တိုင်းမှာလို့တော့ကျွန်တော်ကလေး engineer အသစ်လေးလာပါတော့ကျွန်တော်လေးလာအချိန်မှာကျွန်တော်ကအဲ့တော့ဗျဟိုပတ်မှန်မှားပြောလိုက်တယ်ဘာလို့ဆိုတော့ဒီအဆောက်အဦကြီးဗျာမီတာ60လောက်ရှိတာမီတာ60เนาะမီတာ60เนาะဗျာအဆောက်အဦလောက်ကြီးအောင်ကြီးတော့မီတာ60အလောက်အဆောက်အဦကြီးတုံးလုံးထဲမှာပြော drawing ပတ်မှတ်တွေကကျွန်တော်တိုင်းမှတ်မှတ်မိတော့မှတ်မှတ်မိတော့ကျွန်တော်မှန်ပြောလိုက်တယ်ဗောနော်အဲ့ရပတ်မှတ်ချတဲ့ကောင်ပတ်မှတ်ချတဲ့ကောင်သူ့လည်းပါတယ်ဗောနော် အဲ့ဒါအပတ်မှရှာလိုက်တဲ့ဟောလို့သူချတာရှာမတွေ့ဘူးမတွေ့တော့သူကသူဒေါ်ရင်သွားကြည့်ပြန်ချလိုက်တော့အပတ်မှတွေ့တာပေါ့နော်တွေ့တော့ကျော်ထိုင်နေရောထိုင်နေရောလာကြီးရဆရာဆရာပြောအပတ်မှကလွဲနေတယ်ဒီမှာဒီပတ်မှတ်လေးရဆိုတော့အေးအေး sorry sorry ငိတ်ငမသွားဟောလို့ကျော်တောင်းပန်လိုက်တော့အောင်တောင်းပန်လိုက်တော့ကိုမားတယ်လေမားတောင်းပန်မှာမင်းဘာကောင်ပြည့်ပြည့်နေသူကကြောက်တော့ပြည့်မလားဟောငါ project engineer ကွာဒီ site ရောငါအကြီးဆုံးကွာသူမှတောင်းပန်တယ်ဆိုတော့ဝင်ကျွန်တော်မှမရှိဘူး အကြောင်းအကောင်လေးอ่ะဟမ်အဆောင်ရောက်တော့ကျတော့ပြောဟာအဲ့လိုပြောတာတခါမှမကြဘူးလေနော်အဲမတိရန်အောင်ဆောင်သလိုပါလို့ကျွန်တော်ဟင်းကျွန်တော်မှားရင်ကျွန်တော်တောင်းပါတယ်တော်တူပေါင်းမီတင်မှာကျွန်တော်15မိနစ်မိန်ကွန်ဟိုတယ်ပေါ့နော်မိန်ကွန်သဘောမျိုးပြောတယ်ပေါ့နော်ပြောတယ်ကျွန်တော်10မိနစ်ပြောတယ်9မိနစ်ပြန်ပြောပြန်ဆိုခွင့်ရေးတောင်းဆိုညာ ပြန်ပြောခွင့်ရှိတယ်ပြန်ဆိုခွင့်ရှိတယ်နော် discuss လုပ်တယ်ဆိုတာဆွေးနွေးတာလေကိုပြောတယ်ပြောပြီးသွားရင်ကိုဖြစ်ရှင်တဲ့အရာတွေပြောသူတို့ဖြစ်ရှင်တာလည်းကိုကိုပြန်ပြောပြန်ပြောပြီးတော့ဖြစ်နိုင်တဲ့အရာကျွန်တော်ချက်ချင်းလုပ်ပေးတယ်ချက်ချင်းလေးပဲနော်ကျွန်တော်တို့ကအဲ့မှာအကောင်ဆုံးအဟောဆိုတာဟာအဲငါငါမငါတောင်းပန်တယ်လုံချုံရင်အဆတ်တောင်းပန်တယ်တန်ရှင်းရင်လည်းငါတောင်းပန်တယ်ဒီခါလေးကျတန်ရှင်းရင်ဒီကျွန်တော်တောင်းပန်ရတာအများကြီးဘာလို့လဲဆိုဒီမှာမနေ့ကမှပြကျွန်တော်ကတူပေါက်မှာခိုင်းလိုက်တယ်တန်ရှင်းရင်ဘာလို့ဘာလို့ဘာလို့ဆိုပြီးတော့ ပြီးရင်ကျွန်တော်ကအိုက်ဆိုက်ပတ်တဲ့အချိန်မျိုးစိတ်တူတာဘာညာတွေ့လာလို့နော်ဟိုတခုခုထပ်ပြီးတော့တို့ကိုခိုင်းလိုက်လို့ရှင်တို့ကပြန်ပြောတယ်ပြန်ပြောဆရာဆရာခိုင်းတာဟိုကလေအရေးကြီးလို့ဆိုပြီးတော့မပြီးသေးဘူးလေဆိုတော့မှကျွန်တော်လည်းအားကြမှာသိတယ်အေးရာ sorry ကွာကျွန်တော်ရင်လွယ်လွယ်ပြောတာတော့မဟုတ်ပြင်မဲ့လွယ်လွယ်ပြောတာမဟုတ်ပြင်မဲ့ကျွန်တော်ကတာဝန်မှုတာဝန်ခံမှုကတော့ ျွန်တော်အပြည့်ထားတယ်။ဘာလို့လဲဆိုတော့ကိုယ်အလုပ်သမားပဲငါခိုင်းရင်ရပါပဲပြုမှာပဲဆိုတဲ့အရာမျိုးတွေလည်းကျွန်တော်တို့ကလုပ်လို့မရအောင်။နော်ဒါတာတိဖို့ပြောတာနော်။ဟိုဟာငါကဆရာကြီးပဲငါကဘာကြီးပဲညာကြီးပဲဆိုပြီးတော့ဟဲမှားတယ်။မှားတယ်။ဘာလို့လဲလူလူစိတ်ကလေးခင်ဗျာ။အရာအလုံးကပြောင်းလဲသလိုမှားနိုင်တယ်မှန်းနိုင်တယ်။နော်။ကြတော့ကိုမှားတဲ့အမှားလွန်လွန်ကျွတ်ကျွတ်မှားဖို့တော့လိုတာပေါ့နော်။အားကြဟိုလေနော် ရှုပ်ပြုံးလားမသိဘူးပြောဘူးလေရှုပ်ပြုံးပြောဘူးလေတော့မိုက်တွင်းမနဲ့ဖို့လို့မိုက်တွင်းတင်ရင်ပြန်တက်လို့လွယ်တာပေါ့မိုက်တွင်းနဲ့သွားပြီးရင်ပြန်တက်ဖို့ခက်တယ်လို့ပဲနော်အကြောတော့ကျွန်တော်တို့ကြီးကခေါင်းထဲမှာအမိုက်ဒီမထည့်ထားပဲနဲ့ရှင်းရှင်းလင်းလင်းထားအခုကျွန်တော်တို့ဆိုလာဆဲနေတယ်လာပြုတ်နေတယ်ဟာတိုက်ခိုက်နေတဲ့ခေါင်းတွေအခုဆိုလို့ချင်းနည်းနည်းပုံများလာပြီပေါ့နော်အခုဆိုနည်းနည်းပုံများလာပြီကောင်းပါတယ်မင်းတိုက်လေမင်းတို့ခိုက်လေမင်းတို့ကြီးကဒီမှာပဲအာသာဖြေလို့ရတော့မင်းတို့ဘုရားမင်းတို့ပြန်တွေးမင်းတို့ဘုရားမင်းတို့ပြန်တွေး ငါငါဘောငါငါရက်တီချက်ကငါဒါမဟုတ်ငါပြောပြပြီးတာမင်းတို့ဘာလို့မင်းတို့စဉ်းစားမင်းတို့ကမင်းတို့တွေးခေါ်မှာကျွန်တော်အများအားပြောပြကျွန်တော်စဉ်းစားတွေးခေါ်ဖို့အများအားပြောရဲကွာဟဲကိုယ့်ကိုစဉ်းစားတွေးခေါ်ကျွန်တော်ပြောနေရယုံမှာပြောလားမပြောဘူးကျွန်တော်ပြောစရာရှိတာပြောမှာပဲဆိုစရာရှိတာဆိုမှာပဲလွဲနေရကြီးပြောမှာပဲကိုလွဲနေလဲလာထောက်ပြရှင်းရှင်းလေးဒါပေမဲ့ကိုကတော့ကိုပြောမဲ့ level ကိုတော့ကြည့်ပေါ့ကွာနော်ကိုအောက်ကလည်းနေသေးရဲ့ ကြောက်ပြီလားလဲမေးနေရဆိုတဲ့အရာရမဟုတ်ဘူးလို့ပါဟုတ်တယ်မလားကိုစောက်စရာဘာဆိုတာလဲနေတွေးအောင်ပေါ့နော်စောက်စကလုံးနဲ့လူနဲ့မလိုက်တဲ့အရာမျိုးလာပြောနေလေမင်း profile တော့မှအမှန်မတင်နိုင်မင်းနဲ့မင်းရဲ့ရုံချေရက်တီချေတော့မတင်နိုင်ရဲနဲ့ငါ့ကိုလာပြောနေတာငါပြောချင်းချင်းလေးနော်မင်းတို့တွေးဖို့ပြောတာပါမင်းတို့ငါပူလောင်မှုဟဲ့ငါအလုံးငါလုံနေအောင်ငါငါအလုံးလည်းငါရှာပါတယ်ငါအခုနော်ကလေးတွေအလုံးကြက်နေလို့ငါဈေးရောက်နေအခုဈေးဆိုင်ထဲမှာငါတောက်လျှောက်ပြောတဲ့ video file နေပါလားအဲ့ဒါပါ ငါမအားလို့ပါလားငါအားရင်လွတ်လွတ်လပ်လပ်ပြောတာကြီးပဲအေးငါမအားအတွက်ငါ့ကိုဈေးတိုင်းမှာထိုင်ပြီးနေရတယ်ငါကလေးတွေဟိုမှာနော်စိုက်ပျိုးရေးနဲ့အဲ့နော်ဟိုမှာရှင်းလင်းတာကြီးလုပ်နေတဲ့အတွက်ငါမအားလို့ငါကလေးငါဆိုင်ထိုင်ပြီးရောင်းပြီးနေရတယ်ငါလုပ်ငန်းနဲ့ငါငါအားလုံးနဲ့ငါဘောပေါ့လားငါမပူလောင်မင်းတို့ဟာကြီးလည်းအချိန်ပြည့်မတွေးနိုင်နော်ငါအားလို့သမားလေးတွေလာသာပေးဖို့နော်သူတို့စားဖို့တောက်ဖို့နော်ဒါမျိုးတွေငါမှတွေးပြရတယ်ဟိုတလောကဆိုရင်အမှစိုက်ကယ်ပြတ်သွားလို့ပြင်မိလိုက်တာနော်၆သိန်းတောင်ကို เนาะငါမှာเนาะမြဲတမ်းငါဝင်ဝင် ပြတ်လို့မရဘူးမင်းတို့လို့စော့ပေါက်ပန်းလေးတဲ့တိလာတရားဘိုးသုံးကောင်းလောက်ဟာနေလုံနေမှာဘူးငါလုပ်ငန်းကရှာပြတယ်ငါဖြစ်တည်မှုငါရက်တည်မှုရိုးရိုးရှင်းရှင်းလေးပဲငါငါသူများခဏခွာမစားဘူးငါသူများဘောကလင်ကကြစ်ဖြန်တော့ငါကလင်ကကြစ်ကြပြီးတော့တောင်စာပြူစားတာတကြက်တပြားချီရင်ပြောလို့ပြောပြီးတော့ KC စိန်ခေါ်တာပြီးတော့တကြက်တပြားချီရင်ငါကောင်မင်းတို့ကောင်တွေဟိုမှာပြောထားပြီးရောက်ပါအပူမျောနေတာကျွန်တော်เนาะအဲ့တော့ ကိုဘွားကိုဖြစ်တည်ချက်ကိုဟာနဲ့ရိုးရှင်းရှင်းသွားမင်းတို့ပဲပူလောင်ပြီးတော့ဖြစ်နေတဲ့ຢာဘာလို့တော့မင်းတို့အကုတုများတာပဲလေဟာငါဘာအကုတုများတဲ့အကြောင်းမရှိဘူးငါပြောပြငါဖန်ဖလားတစ်ခုကိုကြာရှည်မကင်တောင်းငါပြောပြပြက်တနာဆိုရဲ့ဖလားတစ်ခုကိုကြာရှည်မကင်တောင်းဟုတ်တော့ငါငါမှာငါလုတ်เสียညာကြီးเนาะငါကလေးတွေငါလာတာပေးဖို့ရှိတယ်ငါကလေးတွေဟိုအဆင်ပြေဖို့ရှိတယ်အခုလာကုန်တော့မယ်ငါအိမ်ဆက်တဲ့အိမ်အတွက်စံနေကျုပ်တွေဝေရမှာ ဒါကြီးရှိတယ်ငါငါငါလာကုန်တိုင်းလာကုန်တိုင်းငါရဲ့ဘလူတွေကုသူတွေရှိပြီးသားနော်မင်းတို့တွေလို့မဟုတ်ဘူးတော့ပါလားနော်မင်းတို့လို့စားဖို့တောက်ဖို့တွေတဲခုစားအတွက်မဟုတ်ငါမှအများကြီးငါကလေးတွေအတွက်ငါအများကြီးစဉ်းစားတယ်ငါလုပ်ငန်းအတွက်ငါစဉ်းစားရတယ်လုပ်ငန်းတွေလည်းရှားရတယ်ပြုတ်ရတယ်ရက်နေလို့မရဘူးနော်ကြတော့အားလုံးပဲမြင်သာပါလိမ့်မယ်ပြေနော်ကျွန်တော်ပူလောင်နေတယ်ဆိုလည်းပူလောင်နေတယ် ဘာလို့လဲကိုကပူလောင်နေတယ်ကိုပူလောင်ပြီဆိုတော့ကိုပတ်ဝင်ကြမှာပူလောင်မှာပဲကျွန်တော်စိတ်တူပြီးဆိုကျွန်တော်ကလေးပဲပူလောင်မှာပဲဘာလို့ဆိုကျွန်တော်ပြောဆိုမိမယ်သိမယ်အပူကြီးဆက်ကူတော့ကလေးတွေကကျွန်တော်ကြောက်လို့တော့ပြန်မပြောဘူးဒါပေမဲ့အိမ်ရောက်ရင်သူတို့အပူထပ်ကူသွားမှာလေသဘောပေါက်လားမသိဘူးခင်ဗျတာသမီးတွေဘာလို့မိုက်ရိုင်းလုံးသိလားမိဘမကောင်းဘူးမိဘပူလောင်မှုတွေပြီးတယ်ဆဲဆိုမှုတွေမိုက်ရိုင်းမှုတွေပြတယ်အဲကြောင့်တော့တာသမီးတွေကအဲကတကောင်းနေတတ်သွားတယ်အဲ့ဒီအကျိုးဆက်အကျိုးဆက်တွေကတွားမှာပဲ ကျွန်တော်ကဏ္ဍအခွဲပေါ့ကွာကဏ္ဍအခွဲပေါ့နော်ဒီမှာကျွန်တော်အဲ့ဒီကကြတော့ကျွန်တော်ဆရာကိုကျွန်တော်တားကြိုက်တယ်ပေါ့နော်ကျွန်တော်ဆရာကျွန်တော်ဆရာဆိုရင်ဘာပြောတော့ခင်ဗျာပြောပြီးဆိုပြီးပြီးပြီခင်ဗျာအဲ့မျက်နှာလွှဲလိုက်တာနဲ့ကျွန်တော်ဆရာအဲ့စိတ်တက်ကတော့ကျွန်တော်ကြိုက်တယ်ကျွန်တော်ဆရာပေါ့နော်ကျွန်တော်ဆရာတယောက်ဝဲကြီးရဲ့အင်ဂျင်နီယာလောကမှာဆရာတယောက်ဝဲကြီးပြောတယ်ဆိုတော့ဘာသာဆရာဆဲရာတော့တော်ဆဲဆဲပြီးပြီးပြီခင်ဗျာဆဲတယ်ဆိုတော့အလွတ်ဘယ်တော့မှမဆဲဘူးနော်ဒါဆဲတယ်ဆိုလို့ကျွန်တော်ဆရာ ဟိုတော်ချန်နေငါငါအဲ့လောက်ယူမလို့မဟုတ်ဘူးအပြစ်လောက်တာဆဲတယ်ပြောတာဆဲပြီးရင်ဘလို့လောက်ဆိုတာပြောတယ်ဖြည့်ရှင်းပြီးတယ်အပြစ်နာကိုသူတာဝန်ယူပြီးဖြည့်ရှင်းပြီးသူတပည့်ဆိုတယ်ဖြည့်ရှင်းပြီးတယ်ဖြည့်ရှင်းပေးပြီးတော့ပြီးပြီမဖြည့်ရှင်းဘူးလည်းမပြောဘူးခင်ဗျာဖြည့်ရှင်းပြီးတယ်ဖြည့်ရှင်းပေးပြီးရင်အစ်စီပဲခင်ဗျာမျက်နှာလွှဲလိုက်ပြီးဆိုအစ်စီပဲပခုံးဖက်ပြီးသွားတာပဲလူကြီးတိုင်းသူသွားထိုင်ဘာညာကုကရှို့ဆိုကျွန်တော်တို့ဆရာတပည့်နှစ်ယောက်အကြောင်းမသိရင်ဟာရန်နေပြတ်တော်ဖက်ကမှမယ်ခင်ဗျာဒါမဲ့ကျွန်တော်တို့မှဖိတ်ရှင်းတယ်ကျွန်တော်တို့ကနော် ကြတော့အားလုံးပဲနော်ကိုခေါင်းထဲမှာအမိုက်တီမထည့်ပါနဲ့အပူရီကြီးပဲမထည့်တာပါနဲ့ဒါကျွန်တော်ကတော့ရှင်းဆုံးပြောတော့ခမောင်ချူနီပြဝါသိန်းကျွန်တော်မသိဘူးခမောင်ဘန်သူများကျွန်တော်တို့ချစ်ချင်းမုံချင်းကြိုက်ချင်းမကြိုက်ချင်းတတ်ချင်းချင်းမတတ်ချင်းချင်းခမောင်တို့ဘန်သူပဲဖြစ်နေမှာဒါကတော့ကျွန်တော်လည်းမသိဘူးခမောင်တို့စိတ်ထဲမှာခမောင်တို့သိလိမ့်မယ်ကျွန်တော်ခမောင်တို့ပူလောင်မှုတွေအပူရီအမိုက်တီအကုသူတွေအများတိုင်းခမောင်တို့ခေါင်းထဲမှာမထည့်တာပါနဲ့နော်အကောင်လေးတွေအကောင်လေးတွေတွေးတတ်အောင်လို့ဒါကကျွန်တော်ပြောပြပေးတာဒါဒါခမောင်တို့ပြောပြပေးလို့မင်းနားရှာနေရလားမင်းနားမရှာပါဘူး ခမရောက်တွေးတက်ဖို့ပြောတာပါနော်ခမရတို့ဘဝတကယ်လို့လျှောက်လန်းစရာတွေနော်တွားစရာတွေအများကြီးကြံပြီးလန်ကီးနော်ကျွန်တော်လူငယ်တွေဖြစ်တယ်ဟိဆိုရင်ပြောတာပါနော်ကျွန်တော်တဲမှာတော့လူငယ်တွေများတော့လူငယ်တွေဦးစားပေးပြောတာပါနော်နော်တချို့လူကြီးတွေရှိတယ်နော်အသက်ကြီးလို့လူကြီးဖြစ်သွားတဲ့လူတွေခမရတို့လည်းတွေးပေါ့ဗျာခမရတို့လည်းဟုတ်တယ်မလားနေဝင်ချင်းကြီးကတ်လာနေဝင်ချင်းကတ်လာအချိန်မှာခမရတို့မပြင်းစင်သေးဘူးခမရတို့ရဲ့စိတ်ဓာတ်တွေမပြောင်းလဲသေးဘူးဆိုရင်ခမရတို့တွေးကြည့်လိုက်ပေါ့ဗျာခမရတို့ ကိုဘွားကိုဖြည့်စည်းနေတဲ့အရာတွေကိုခင်ဗျားတို့ဟမ်ကိုဗျာလမ်းကောင်းရှိပါလေနဲ့လမ်းစိုးကြီးပဲဆက်တိုက်ရှောက်နေတာကိုငါ့ကိုဂုံယူပြီးတော့သွားနေတယ်ဆိုတွေကခင်ဗျားဇာတော့အလုံးဝလေ့ကျင့်ပါစိတ်တွေကိုနော်လေ့ကျင့်ပါလေ့ကျင့်ပါနော်အလုံးအေဂျင့်အောင်ရင်လောက်ကြပါနော်မိမိအေဂျင့်ရင်ဘေးပတ်ဝန်းကျင်လဲအေဂျင့်နဲ့အဆင့်ဆင့်အေဂျင့်သွားပါလိမ့်မယ်နော်အေဂျင့်သွားပါ